ို့လိုတို့က Telegram မှာကိုပိုင် channel တစ်ခုထောင်မယ်။ဒါမှမဟုတ်ကိုပိုင် group ထောင်မယ်။ပြီးတော့ channel member group member တွေနဲ့ DM မှာစကားတို့ကြမယ်ထားပါတော့။ဒါပေမဲ့ကိုကိုဘယ်သူမှမသိစေချင်ဘူး။ anonymous ဖြစ်ချင်တယ်။အဲ့လိုအမည်မသိဖြစ်စေချင်တယ်ဆိုလို့ရှိရင်တော့သူနဲ့ကိုလည်းကြာစီးခြားတော့ရနိုင်မယ်နည်းလမ်းလေးကိုပြပြပေးသွားပါမယ်။ဆိုတော့ video link စလိုက်ရအောင်။ video လေးမစခင်ဒီ video လေးကို sponsor ပေးထားတာကတော့ domain only channel ကဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုလိုလိုလောက်အောင်မှာက Telegram search bar မှာ Godfather လို့ရေးချလိုက်ဒီ Godfather ရဲ့ဝင်ဒီမှာကျွန်တော်တို့ရဲ့ body တစ်ခုကိုဖန်တီးမယ်ဖန်တီးဖို့တဲ့ message မှာမင်းဆောင် new ball လို့ရိုက်ပြီးဆက်အောင်နှိပ်လိုက်ပြီးတော့ကိုယ့်ရဲ့ ball ကိုနာမည်တစ်ခုပေးပြီးရင် username ထည့်ရမယ်ဒီ username နေရာမှာကိုထည့်တဲ့ username ရေးလို့ရတယ်ဒါပေမဲ့နောက်ဆုံးစလုံးမှာတော့ ball ဆိုတာပေါအောင်ထည့်ပေးရမယ်ဒီလိုပုံနေရင်တော့ username ကိုအခြားနာမည်ပြောင်းဖို့လိုရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဖန်တီးလိုက်တဲ့ကိုပိုင် ball တစ်ခုရပြီး ဒီအောင်နာလေးမှာကိုဖန်လေးလိုက်တဲ့ဘော့ရဲ့ http api လေးတစ်ခုရှိမယ်အဲ့ဒါကို copy ယူခဲ့လိုက်နောက်ပြီးတော့ telegram search bar မှာ such လို့ရိုက်ရှာ downate ပြီးတော့မင်းဆောင် new လို့ရိုက်လိုက်ဒီမှာကိုဘယ်လိုမျိုးဘော့ကို create လုပ်မလဲဆိုတဲ့ option တွေအများကြီးပေါ်လာနေမြဲကျွန်တော်ဒီနေ့လုပ်မှာက support ဘော့နဲ့လုပ်မယ်ပေါ့နော် channel ဘော့တွေက AI feature တွေပါတော့ငွေကုန်ပေါက်နည်းနည်းလေးရှိရတဲ့ကြောင့်မလို့အဲ့ဘော့တွေတော့ကျွန်တော်မလုပ်တော့ဘူးဆိုတော့ support ဘော့ကို next yes yes ဒီမှာဆွမ်းနာကပေါ်ဖာသားကနေ copy ယူလာတယ် token ကိုထည့်လိုက် okay ဒီလိုလေးပေါ်လာပြီဆိုရင်တော့ကိုယ့်ရဲ့ username မပေးဘဲနဲ့ဒီလိုမျိုး bot တစ်ခု create လုပ်ပြီးအဲ့ဒီ bot username ကိုပေးပြီးတော့ anonymous လုပ်လို့ရပါပြီအော်ပထမဆုံးအနေနဲ့ကိုယ့်လိုလို create လုပ်ထားတဲ့ bot ကိုတော့ stat သွားနေဖို့လိုအပ်တယ်အဲ့ဒါမှပေါ်အလုပ်လုပ်မှာ okay ဆိုတော့အခြား account တစ်ခုနဲ့ကိုယ့် account ရင်ချာမှာအဲ့ဒီ bot ကိုစီးချပြီးစကားပြောကြည့်အောင် ကိုယ့်ရဲ့စီးချမဲ့ပေါ်လေးကိုပုံပြောင်းတာတွေနာမည်ချိနေတယ်ဒီမှာလာလို့လို့ရတယ်။တကယ်လို့တယောက်ကကိုယ့်ကိုစကားလာပြောခြင်းလို့ကိုယ့်ရဲ့ Telegram username လာတောင်းတဲ့အခါမှာအရင်လိုကိုယ့်ရဲ့ username ပေးစရာမလိုတော့ဘူး။ဆွမ်းနာကပေါ်ရဲ့ username ကိုပေးထားလိုက်။စကားလာပြောခြင်းတဲ့သူကကိုပေးထားတဲ့ပေါ်ကိုနှိပ်ပြီးတော့စကားထုတ်လိုက်တာနဲ့ form message အနေနဲ့ကိုယ်စီရောက်လာလိမ့်မယ်။အဲ့ဒီပေါ်ကနေတစ်ဆင့်တစ်ဖက်လိုဝါးစာပြန်လို့ရပြီ။ဆိုတော့စီးချခြင်းနဲ့ညီကိုလိုနဲ့ညီမတို့အတွက်ဒီ video လေးကအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။စီးမချခြင်းမှုဆိုရင်တော့ဒီတိုင်းပဲကိုယ့်ရဲ့ username ပေးပြီးစကားပြောကြပါ။ အားလုံးပဲအစီအမေကြပါစေကျွန်တော်ရဲ့ domain knowledge telegram channel လေးမှာ youtube တို့ tiktok တို့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ telegram channel လေးကို join ဖို့ဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time